စပယ်ပန်းကလေးများဇလန်ရှိုင်းထက်တရုတ်ဖော် Youth Illustrators of Balasada ပူဆူမပန်းညိုနဲ့ခွေးပူလိုရောက်လာခြင်းညနေစောင်းမှာတူတူဈေးရောက်လို့ပြီးပါပြီဒီပွိုင်မှာကားများတဲ့နေ့ဆိုရင်စပယ်ပန်းကြီးမြ мян ကုန်တတ်တယ်စပယ်ပန်းလေးတစ်ခုံတော့မရောမဲတူတူအမြဲခြံထားပါတယ် ဟဲ့ပန်းနေကုန်မြောင်းမဲဘာဖြစ်လို့တကုံးချန်ထားတာလဲလို့ခွေးပူကမေးတယ်။သူ့ဘို့ဗောခွေးပူရဲ့လို့သူသူကပြန်ဖြေလိုက်တယ်။ဘသူ့ဘို့လဲဆိုသိချင်တော့ဇလန်းလေးပြီးအောင်ဖတ်ကြည့်ကြဆိုတော့ကုစုမကသူ့သူ့ကိုဘေးရင်ဟာပါ။အိမ်ရွေးဆိုပေမဲ့တဲကလေးတွေပါပဲ။ကုစုမကသူ့တော်နေနေရတယ်။သူ့သူကအဖွားနေနေတယ်။သူတို့မိဘတွေကဗမာမှသူတို့တော့မသိ ။ပုစုမရဲ့အတော်ဖြစ်သူကပုစုမကိုဖျဲသီးစိတ်ရောင်းခိုင်းနေ။သူသူကအရင်တုန်းကအလုံးမလုပ်ရဘူး။ညီမလေးကိုထိန်းပေးရုံပဲ။အဖွားကကောက်ညင်းမောင်းရောင်းနေလေ။ဒါပေမဲ့အဖွားနေမကောင်းဖြစ်လာတော့ဈေးမရောင်းနိုင်တော့ဘူး။ပုစုမတော်ကသူသူကိုအလုံးလုပ်ရတော့မယ်လို့လာပြောတယ်။သူသူနဲ့ပုစုမရဲ့ဖျဲသီးစိတ်စွန်စားခန်းနေရတဲ့စတင်တော့တယ်။ဈေးလျှောက်ရောင်းရတာ ျော်စရာကောင်းပါလေတရက်မှာကောင်မလေးတယောက်နဲ့ကောင်လေးတယောက်တို့သူသူတို့စီမှာဖယဲသီးလာစားကြတယ်သူတို့ကမောင်နှမနှစ်ယောက်လေဘန်းညိုနဲ့ခွေးပူတဲ့သူတို့ကပလင်းခေါ်ဘူးခေါ်တန်တိုတန်ဆဆက်ကူတို့ကောက်ကြတယ်ပလုံကောက်တယ်လို့ခေါ်တယ်ခဏခဏစုံကြရင်သူသူတို့လေးယောက်ခင်သွားကြတယ်တရက်ပူစုမရဲ့တော်ကပြောတယ် ဖျဲသီးပေါ်တဲ့ရာသီလည်းပြီးပြီ။နင်တို့ကိုအရင်လဲထုံမပေးနိုင်တော့ဘူးတဲ့။ဒါနဲ့သူ့သူ့နဲ့ပူဆူးမတို့ဖျဲသီးစိတ်ရောင်းတဲ့အလုပ်မရှိတော့ဘူး။သူ့တော်ကနှလုံးထီလောင်းကစားလုပ်လို့အချွေးတင်တယ်လို့ကြားတယ်။ဒါပေမဲ့သူတို့အလုပ်သစ်ရကြပါလေ။ပန်းညိုနဲ့ခွေးပူတို့ကစီစဉ်ပေးတာလေ။ပလုံကောက်တာပေါ့။သူသူစိတ်ထဲမှာចောင်းတက်ပြီးសាទិញញិនសိတ်ဝင်လာတယ် ပဆန်ရှိရင်ကြောင်းတက်မှာပဲလို့တွေးမိတာကြောင့်ပဆန်လေးတွေစုပါတယ်။ပလုံကောက်တဲ့အလုပ်လဲလုပ်တယ်။ညနေပိုင်းဆိုရင် စပယ်ပန်းလေးတွေလိုက်ရောင်းတယ်။အလုပ်များများလုပ်ရင်ငွေများများပူရမယ်မဟုတ်လား။ငွေစုပြီးကြောင်းတက်မယ်ဆိုတဲ့စိတ်ကူးကအဖွားနေမကောင်းတာကြောင့်ပျောက်ကွယ်သွားရတယ်။ကုန်ကြစည်တွေမှာထည့်သုံးလိုက်ရတယ်လီ။သူသူတယောက်အိပ်ပျော်သွားတိုင်း ကြောင်းတက်နေရတဲ့အကြောင်းပဲအိမ်မက်မှတ်တယ်။မတို့တွေငွေအတူတူပြန်စုကြတာပေါ့ကွာလို့တငယ်ချင်း၃ယောက်ကပြောပါလေ။တရက်တော့အမိုက်ပုံထဲမှာခလေးစာကိုအဟောင်းလေးတွေပါလာတယ်။ဖတ်လို့ကောင်းလိုက်တာ။အဲ့လေပုံနေကြည့်လို့ကောင်းလိုက်တာ။စာသာဖတ်တတ်ရင်ဒီထက်ပိုကောင်းပါ။ကြောင်းမတက်ချင်ရင်ပင်ပင်မမအလုပ်လုပ်ရတတ်တယ်လို့ကြားဘူးတယ်။သူသူတို့ကြတော့ ចောင်းတက်ချိန်မှာလေးရနေဘာဖြစ်လို့ပြင်မှန်းမှန်းအလုလုကြရတာလေတညနေခင်းသူ့သူတယောက်စပယ်ပန်းလေးတွေရောင်းနေတော့တငယ်ချင်း၃ယောက်သားသူ့စီအပြေးရောက်လာကြတယ်သူ့သူရေသူ့သူရေငါတို့မျိုးအထွက်ဂုံးကြော်တရားကြီးကိုသိလားသိတာဗောဟာအေးအဲ့ဒီမှာចောင်းတက်လို့ရတယ်ဟဲဘာတွေလဲတငယ်ချင်း၄ယောက်သားသွားကြည့်ခဲ့ကြတယ်ဟုတ်ပါရဲ့ဂုံးတရားအောက်ကရေခွက်လက်ကလေးမှာ သူသူတို့လိုကလေးတွေကိုမမဆရာမတယောက်ကစာရီသင်ပေးနေတာပဲပျော်စရာကြီးပတ်စံဘယ်လောက်ပေးရမလဲမသိဘူးနော်မတော်ကပတ်စံအများကြီးမှမရှိတာဟဲ့အလကားသင်ပေးတာတဲ့မုတ်တောင်ကျွေးရဆိုပဲသူသူကဆရာမကိုသွားမေးကြည့်လိုက်တယ်တမီးတို့ရောလာတက်လို့ရလားဟင်းဆရာမရတာဗောကလေးရဲ့တမီးတို့ကပတ်စံမရှိဘူးပတ်စံပေးစရာမလိုပါဘူးတမီးရဲ့တမီးတို့စာလိုက်လို့ရရပါပြီဒီလိုနဲ့သူသူကုစုမ ပန်းညုံနဲ့ခွေးပူတို့ကျောင်းသားကျောင်းသူကြီးတွေဖြစ်သွားကြတော့တာပါပဲညာဘက်အိမ်ပြန်ရောက်ရင်တံတားအောက်မှာတင်ပေးလိုက်တဲ့စာတွေကိုပြန်ကြည့်တယ်သူတို့ဆို စာရေးစာဖတ်တက်နေပြီလေသူတို့ဈေးအောင်မင်းဘာဖြစ်လို့စပယ်ပန်းတကုံခြံထားရတယ်ဆိုတာသိကြပြီပေါ့နော်မမဆရာမအတွက်ပေါ့ကလေးတို့ဖြေဆိုရဲ့မိဟိုများတက် ကြောင်းတက်ခြင်းနဲ့တူတူလေးကဘယ်လိုစူးစမ်းခဲ့တယ်လဲဖြည့်ကြည့်ပါနေတူတူတို့လိုကလေးတွေကိုမြင်မူးလားသူတို့ကိုဘယ်လိုကူညီပေးနိုင်မလဲတော့မြို့တွေကဘယ်လိုနေရာလေးတွေကိုတူတူတို့လိုကလေးတွေအတွက်အသုံးပြုနိုင်တယ်လဲလေတရားအောက်မှာစာသင်ပေးတဲ့ဆရာမလေးရဲ့စိတ်နေစိတ်ထားကိုခံမှန်းကြည့်ပါ